ဆရာမရောက်လာပြီလားဟုတ်တယ်မိုင်ကျွန်မလည်းဒီနောက်မှအလုပ်ကိစ္စလေးတခုရှိရလေနည်းနည်းလေးစောင်းနေတရားနဲ့အမဆီကိုအရင်ဝင်လာလိုက်တာဆရာမရဲ့ခုလိုတွေ့ရလေကျွန်မအရင်ဝမ်းသာတာပဲကျမလည်းဒီအပိုင်းကျမစာအုပ်တင်ထားတဲ့စာအုပ်ဆိုင်လေးရဲ့အခြေအနေကိုလိုက်ပတ်ကြည့်နေရလေအာဒီနေ့တော့ဒီဘက်မှာအလုပ်ကိစ္စလေးလေးရှိရတဲ့ အမဆိုင်လေးလည်းတခါတည်းဝင်ကြည့်မယ်ဆိုပြီးအမမရှိမှလည်းဆိုရဲအားကြောင့်မင်းညကြိုပြီးဖုံးဆက်ထားလိုက်တာဆရာမဖုံးဆက်ရရလေကျမမျောနေတာအခုလိုရောက်လာတော့လေအယံဝမ်းသာတာပဲဟုတ်ပါဟုတ်အာဘလို့လဲမကျမဆောင်လေးရောရောင်းရည်လားโอ้เสียมาเอ้ยเบยเปียวก้าวมะเลยยังยังว่าดาเวอะคู่เรามาเลยมะนะใบมุโลหลูชินนี่ดา အမှန်တိုင်းဆိုတဏီကုံလေးကြိတ်ကြိတ်ကိုတိုးပဲဆမဆာဦးပဲလာပြောဝဲနေကြတာဝမ်းတော်ပါတယ်အမရေဝမ်းတော်ပါတယ်ဆမမကြီးဆမဆာဦးကလေရောင်းရဆုံးနံပါတ်1ပဲအခုလိုရောင်းရတယ်ဆိုတော့ကျမလည်းဝမ်းတော်ပါတယ်ဆမဟိုဆမဆာဦးရဲ့အကြောင်းလေးအင်တာဗျူးရှင်လို့ရအမီဒီယာတွေကခဏခဏကျမလာဆက်တွေ့ကြတယ် မရဲ့ဟို interview တွေရောလေးတမမဖြေတော့ပါဘူးရှင်ဟောအားလုံးလည်းဒါဆီအမရဲ့ရှင်ဒါ ው လေအမဟိုလေဒီနေ့ဆီအမလာမယ်ဆိုလို့လေကျမမီဒီယာတခုကိုချိန်လိုက်မိတယ်ရှင်ဟောဆီအမရဲ့ဖြေပေးလိုက်ပါနော်ဟိုကျမလည်းလေသူတို့ချိန်မိတာဖြစ်နေလို့ပါနော်ဆီအမနော်ဖြေပေးလိုက်ပါနော် မင်္ဂလာပါဆီယမတွေ့ရတာဝမ်းသာပါရှင်မင်္ဂလာပါရှင်တွေ့ရတာဝမ်းသာပါတယ်အခုလိုမျိုးအင်တာဗျူးလေးဖြစ်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ရှားပါတယ်ရှင်ဟုတ်ကဲ့ပထမဆုံးဆီယမရဲ့ပေါ့နော်ဆာဖတ်ပရိသတ်တွေကိုနှုတ်ဆက်စကားလေးပြောပြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမတော့ဆိုင်းဆီယမနှင်းနှိုးပဲပါကျမရဲ့စာအုပ်တွေကိုအစစ်အငင်းအားပေးနေတဲ့ဆာဖတ်ပရိသတ်တွေကိုအမြဲတမ်းချစ်ခင်လေးစားပြီးတော့ အရင်ပဲကျေးဇူးတင်လေးရှိပါတယ်ဒီထက်ပိုပြီးလဲကျမအများကြီးစူးစမ်းတော့ပါအောင်မရှင်းဆရာမပေါ့နော်အခုနောက်ဆုံးထွက်ရှိထားတယ်ပေါ့နော် သူတို့နှစ်ယောက်ဆိုတဲ့ဇလန်းလေးရပေါ့နော်အရင်နာမည်ကြီးနေနော်ဟုတ်ကဲ့ဟုတ်အဲအားလုံးကလည်းပြောနေကြတယ်သူတို့နှစ်ယောက်ဆိုတာပါနော်ဒီအပြင်မှာတကယ်ဖြစ်ရမှာကိုပြန်ရေးထားရဲ့လို့ပြောနေတာတကယ်ပဲလားရှင့် ပြန်ရောက်နေပြီလားဟုတ်တယ်မေသမီးခုပဲပြန်ရောက်တာအမေကနောက်ဖေးမှာသမီးဟင်းနေချက်နေတာအာသမီးရဲ့စနေပြီလားမေခုလိုက်မယ်စသေးအောင်မေသမီးဝယ်စားလေးပြီးတော့ရင်မိုးချိုးလိုက်အောင်မလေးပြီးမှပဲစတာပေါ့အေးအေးအေးဩဒါနဲ့သမီးကြောင်းပယ်နေသွားမှာလေကြောင်းဘာကိစ္စလဲမေမေသမီးမသိသေးဘူးလားဘာအောင်လဲမေမေရဲ့ဒီမနေ့သတင်းစာထဲမှာမမေတွေ့လိုက်တယ်သမီးရဲ့သမီးငယ်ငယ်တုန်းကတမ်းပိုင်ဆရာမအသက်60ပြည့်လို့ နှုတ်ဆက်ပွဲလုပ်မယ်တဲ့ပင်စင်ယူမှာမဟုတ်လို့ဟုတ်လားမမေအဲ့ဒါရှင်းတစ်ပတ်လုံး तू ကြောင်းမှာရှိလိမ့်မယ်အာသမီးတငယ်ချင်းနေစုပြီးတော့တရက်လောက်ဆရာမောင်သွားနှုတ်ဆက်လိုက်ဦးနော်ဟုတ်မေသမီးကျောင်းတော့သမီးတငယ်ချင်းဟောင်းမျိုးဆက်သွဲကြည့်ပြီးတော့ချိန်နိုင်မယ်လေနော်ပြီးတော့သမီးသွားလိုက်မယ်ဟောနောက်ပြီးတော့သမီးတငယ်ချင်းတွေကိုပြောလိုက်ဦးနော်မေကတတိရတယ်လို့တရက်လောက်တငယ်ချင်းနေစုပြီးတော့အမေဒီမှာထမင်းလာစားအောင် မင်းက share ချက်တွေမှာဟုတ်ကဲ့ပါမင်းသမီးပြောလိုက်မယ်နော်အေးမင်းအင်းကြီးလည်းပြီးလာခဲ့နော်မင်းသမီးစားဖို့စောင့်ဟုတ်ကဲ့မင်းဟုတ် မစုံရတာတာအတော်ကြရောပေါ့။ဘာပဲဖြစ်ဖြစ်ဒီနှစ်တော့အားလုံးနဲ့ပြန်ဆုံတွေ့ဖြစ်တော့မယ်ထင်ပါတယ်လေ။အာလုံးနေရောကျောင်းတော်ကြီးကိုရောပြီးတော့တူတူနှစ်ယောက်ကိုရောပေါ့ ူတိုင်းလူတိုင်းမှာဘယ်တော့မှမေ့လို့မရနိုင်နဲ့ဆဲကျော်တာចောင်းသားဘဝဆိုတာရှိဘူးကြမှာပါဒီအချိန်တုန်းကဘဝရဲ့အမောတွေကိုလည်းမသိခဲ့ဘူး ပင်မန်းခြင်းတွေလူချင်းရမတ်တွေလည်းဘာမှမရှိခဲ့ဘူးတရတာအချိန်တွေကိုဖြတ်တန်းရတာအယံကိုယူရှင်ခဲ့ပါတယ်မုတ်ဖူးတောင်းမယ်ချောင်းသွားမယ်စားလို့မယ်ကစားမယ်ဆိုတဲ့အသည့်တွေပဲရှိခဲ့တာလေ ဓာရီလောက်ကိုပဲတည်ခဲ့တာဒီလောက်ကိုပဲကဘာကြီးလို့ထင်ခဲ့မိတာပြန်မရနိုင်တော့တဲ့ငယ်ရွယ်ချင်းရဲ့လက်ဆက်မှုအချိန်တွေတွေပါပဲ ငယ်ချင်းသူရင်နင်အစိုးရောက်နေရလားဟုတ်ပါဆီယမောရောက်ပြီလားဆီယမနဲ့ချွေစင်ကတော့ရောက်ကြပြီဟာရုံငန်းဘက်ကိုခဏသွားရဲငါအเจ้าကြီးကိုပတ်ကြည့်ချင်လို့ဆိုရင်ခဏထွက်လာပါလေအားရောမမတွေ့တာအတော်ကြာပြီနော်တကယ်ချင်းဟုတ်ပါတကယ်ချင်းတော်တော်လေးကိုကြာပြီ ငါတော့ညတော့အမြဲကုန်ယူနေရပါနော်။ဘာဖြစ်ဖြစ်ငါတို့အဖွဲ့ထဲမှာလန်းတရာတွေအဆောက်အဦတွေစောက်တဲ့အင်ဂျင်နီယာကြီးတယောက်တော့ရှိနေပြီလေ။နေစောက်တဲ့လန်းတရာတွေအဆောက်အဦတွေကိုတတိယမှာကြညာတွေ့တိုင်းငါနှစ်တော့အမြဲကုန်ယူနေတာဟာဒီလိုပါပဲတကယ်ချင်းရေ။ကြိုးစားရတော့ ဒါနဲ့နင်ရောအိမ်တော်နေပါလေကြပြီလားမကြသေးပါဘူးတကယ်ကြီးတယောက်သေးပါလား ောင်ကြပြီလားငါလည်းမကြသေးပါဘူးအခုချိန်ထိတကူဒီအပြူကြီးပဲကောင်းတယ်ကောင်းတယ်ငါလည်းနေ့အတွက်ကုန်းနေတာဘာပဲဖြစ်ဖြစ်လေနေငငယ်တွေကမက်ခဲ့တယ်ဇာရေးဆရာမဆိုတဲ့အိမ်မက်ကိုအကောင့်တွေပေါ်နိုင်ပြီလေနေစာဦးတေရော ောင်းရရရောင်းရတယ်ဟာစာပတ်ပြိတက်ကငါ့ရဲ့စာအုပ်တွေကိုအရန်လဲကြိုက်ကြတယ်အရန်လဲအားပေးကြတယ်အာဒါနဲ့ငါနောက်ဆုံးထွက်တာတဲ့စာအုပ်ကနင်ဖတ်ပြီးပြီလားဟုတ်အခုတလောကငါမအားသေးရနဲ့ စာအုပ်ဆိုင်ဘက်ကိုမြောက်ဖြစ်ဘူးကဒါပေမဲ့ခြေရထွက်လာတဲ့စာအုပ်တွေကိုတော့ငါဖတ်ပြပါပြီအင်းနောက်ဆုံးထွက်လာတဲ့စာအုပ်နံပါတ်ကမားတဲ့လေငါ့ကိုပြောတာလေငါချပြီးဖတ်လိုက်ပါမယ်သူတို့နေရောက်တဲ့ဟမ်စာအုပ်နံပါတ်ရသူတို့နေရောက်တဲ့ ဲ့တကယ်ကြီးရဲ့ကျောင်းရွရောက်လာတော့လေအရာရာလွမ်းစရာကြီးနော်ဟုတ်တယ်ဟာဒါတော့မှကျောင်းသားတွေစာမွေးပြီးလို့ကျောင်းကြီးကတိတ်ဆိတ်နေရလေဟောဆရာမောင်တော်မှာ တခြားចောင်းသားတွေอ่ะឈីရက်ကနှုတ်ဆက်ပြီးတွားကြပြီငါတို့အဖွဲ့ပဲចាញ់တော့ล่ะလူဆောင်မနှဲညှိလိုက်ရတယ်တကယ်ချင်းရယ်လူကတကယ်ဟောဆုံးပါမလားတကယ်ချင်းရယ် ငါလေးကျောင်းတော်ယူစားဝင်တာနဲ့ငါတို့ငယ်ငယ်တုန်းကအကျောင်းနေအမတ်တရတွေရမ်းမဲ့တတိယမိတာဟာအရှမ်းလေးလွမ်းမိတယ်အေပေါ်ဟာလွမ်းမဲ့ဆိုလေ 暖水还几百包。 ပြန်လာဟောဒီနေ့ကငါအတင်းကြတဲ့နေ့လေအဲဆရာကြီးရုံးကမှာတန်းရှင်းသွားလို့ပြီးတော့အခုမှိုက်သွားပြင်မလို့အမေမင်းတော်တော်လိမ်မာတဲ့ကောင်ပဲငါလေငငယ်တော့ကနင်းနဲ့အတမ်းမတူခင်တော့ကဆရာမတွေကနင့်ကိုမျက်နှာသာပေးတာနင်ကပတ်စံချမ်းသာလို့ဆိုပြီးငါအထင်မှားခဲ့သေးတယ်အခုကိုရဲနဲ့မှနင်းနဲ့လည်းအတန်းတူပြီးနင်းနဲ့လည်းခင်သွားပြီဆိုတော့ငါနင့်အကြောင်းသိပါတယ်မင်းတော်တော်လိမ်မာတာပဲအေးပါဟမ်ဒါနဲ့နင်အတန်းချိန်ကိုအခန်းထဲမှာမရှိရောနဲ့ဘာဖြစ်လို့အမြင်ရောက် အမလေးအတန်းကောင်းဆောင်ရေမြို့လုံးကစုမဲဆိုတာပဲဟင်ဒီမလေးငါဆီမောက်ပန်းပေးမလို့အော်ဆီမောက်လိုက်ရှာမှာပါဆီမောက်မရောက်သေးဘူးလားမရောက်သေးဘူးခုနကတော့အာဆီမောက်မရောက်သေးလို့ဆိုပြီးတော့ငါဆီမောက်နားနေကနေသွားကြည့်သေးတယ်ကြောင်းတော့ရောက်ပြီးတယ်အတန်းတော့တော့မရောက်သေးဘူးအားကြောင့်လိုက်ရှာမှာဆီမောက်နေပါဦးဟင်နေအိုက်ပန်ဘယ်ရောက်ဝင်လားဝင်လာမှာပါဦးနေရလေဒါငါတို့ channel မှာပွင့်နာ ငါကိုယ်တိုင်ဆီယမောက်ပန်းသိချင်လို့တိချခူးလာဆီယမောက်ဖားလို့မယ်ပေါ့ဖားစရာလားနင်းရလဲငါဆီယမောက်ပန်းသိချင်လို့ပါဟုတ်ပါပြီဟဲ့ဟမ်ဟိုမဆီယမောက်ဟာဟုတ်တယ်ဟာအဲ့ဆိုငါဆီယမောက်ပန်းသွားပြီလားမနော်ဟဲ့နေဦးဆီယမောက်ဟိုတယောက်ကိုစုနေရလားမသိဘူးဟုတ်တာဒီနေ့လဲចောင်းနောက်ကြပြန်ပြီမှလားအဲ့လိုចောင်းနောက်ကြပြီးမှရောက်လာလို့ရှိရင်ဆရာကြီးကနောက်ဆိုဆရာမကအဆူခံလိမ့်မယ် မနက်ကမိုးရွာနေတာနဲ့တားမှလည်းထီးမရှိတော့တားမိုးတိတ်မှထွက်လာလိုက်တာပါဆရာမထီးမရှိတာများတားရဲ့ဆရာတော်ကြီးကိုရှောက်လိုက်ပေါ့ဆရာတော်ကြီးတခုခုစီစဉ်ပေးမှာပေါ့တားရဲ့ဟုတ်ကဲ့ဆရာမတားပြောလိုက်ပါအော်မိပါဦးဆရာမအိမ်မှာထီးအပူရှိတာကိုဆရာမကြည့်လိုက်အောင်မယ်တကယ်လို့ရှိလို့ရှင်ဆရာမတားအတွက်ထီးယူလာခဲ့မယ်နော်ကျေးဇူးတင်ပါတယ် အချောင်းသားဘေကန်ဝါဘေကန်လေးကနေရလေဟာလာမင်းကမှမြင်မှုပါဘူးနေပေးမြင်မှုလေ तू ကဒီနေ့မှဒီကြောင်ပြောင်းလာတာမေနေကုံလေးကြောင်တိလိုက်ဟာนี่แหละไม่ห่มบ่กูอ่ะเลยมาดูยกกระเทกก็พ้องจอกมานี่ล่ะฮะโอ้เสี่ยวลงเนี่ยซุยมิ้วไม่กินอูสุล่ะเว้ย ငါတရားတော့ကတော့လေသူ့မိဘကရွာမှာဆုံးသွားတာတဲ့အဲ့ဒါကြောင့်မို့ဆရာတော်ကသူ့ကိုကြောင်းထားပေးပြီးဆောက်ရှောက်ပေးဖို့ဒီကိုခေါ်လိုက်တာဟုတ်တော့အဆုခံနေရတာတနာပါပဲကဲတာအတန်းတော်နောက်ကျနေပြီသွားတော့သွားတော့သွားမဆူရပြီးပါ යි ။ငါပန်းသွားပြီးလောင်းမယ်နော်။ တွေ့နေပိုင်းငင်းနေရတယ်လမ်းစရာလေးပေါ့ဟာလမ်းစရာလေး 就在个没脾气妹妹，那老大爷那啥走嘛？哦，你对你的没得压力耶，别对米来的也不太嘛，不米来的不落泪，对你。 kugo da go by sai ya ye yellow chain